လူဘုံ၊နတ်ဘုံ၊ငရဲဘုံကိုယုံကြည်ကြတဲ့ရှေးခေတ်လူအဖွဲ့အစည်းများရဲ့အပြိုင်လောကအနေအမများလူတက်တန်နှစ်တရာကနတ်ပြည်မှာတရက်နတ်တက်တန်နှစ်တရာကငရဲပြည်ကတရက်နဲ့ညီမျှတယ်ဆိုတဲ့ယုံကြည်မှုတွေကရှိကြပါရင် နောက်ပြီးဆက်ကြဝရာတိုက်တောင်းဆိုတဲ့အယူအဆတွေဗုဒ္ဓဝင်ပုံမြင်တွေမှာပါတဲ့နတ်သားတွေလူပြည်ကိုဆင်းလာတယ်ဆိုတဲ့တာရကတွေကွယ်လွန်ပြီးနတ်ပြည်ဒါမှမဟုတ်ငရဲပြည်ကိုသွားရတယ်ဆိုတာတွေကအပြိုင်လောကရှိနေတာကိုတက်တည်ထူနိုင်တဲ့ယုံကြည်ကြပါပဲဒီလိုယုံကြည်ချက်မျိုးလူအဖွဲ့အစည်းအများစုမှတွေ့ရတဲ့ပါရင် ဒါပေမဲ့ဖွယ်စည်းပုံကတော့ယုံကြည်မှုအလိုက်ပြောင်းလဲနေကြတာပါဒီနေ့ဗီဒီယိုမှာတော့ရှေ့ခေတ်မှာခန်းနာခဲ့တဲ့လူအဖွဲ့အစည်းတွေရဲ့အပြိုင်လောကအနေအမှာယုံကြည်ချက်တွေအကြောင်းကိုဝေမျှပေးသွားမှာပါဒီနေရာမှာကြားပြန်ရှင်းပြခြင်းပါတယ်ကိုယ့်ရဲ့ကိုယ်ပွားကတရားရှင်သန်နေတယ်ဆိုတဲ့အပြိုင်ကပါအပြိုင်ဆက်ကြဝရာအကြောင်းမဟုတ်ဘူးဆိုတာပါပဲပြောမယ်ဆိုရင်လူအများစုလက်ခံထားကြတဲ့လူပုံ၊နတ်ပုံ၊ငဲပုံတွေရဲ့အကြောင်းပါပဲဘလုံးမျိုးစမ်းကြတာတွေပါနေမလဲဆိုတာကိုတော့ဗီဒီယိုကိုလိုက်ပါကြည့်ရှုပြီးဆုံးဖြတ်နိုင်ပါတယ်ဆူမာရီယန်လူမျိုးတွေရဲ့ယုံကြည်မှုကတော့ ကောင်းကင်ဘုံမြေကြီးဘုံနဲ့အောက်ဘုံဆိုပြီးနယ်ဘယ်သုံးခုတည်ကြရှိပါတယ်ဒီနယ်ဘယ်တွေကတစ်ခါလေကြာရင်ထပ်တူကြနိုင်ပြီးနတ်ဘုရားငဲသားနဲ့လူသားတွေကတွဲဆုံနိုင်တယ်လို့လည်းယုံကြည်ကြတာပါဒါပေမဲ့နယ်ဘယ်တစ်ခုစီမှာတည်ကြစီမင်းစည်းကမ်းရှိကြသလိုတက်တန်းကလည်းမတူကြပါဘူးဒါအပြင်နယ်ဘယ်တစ်ခုထဲမှာပဲဂျားပေါက်ဘုံလေးတွေထပ်ရှိနေကြတာပါကောင်းကင်ဘုံမှာပဲအဆင့်တွေအမျိုးမျိုးကွဲလေလေတက်တန်းနဲ့စီမင်းစည်းကမ်းတွေမတူတာတွေလိုမျိုးပါပဲအထူးသဖြင့် SKAJ လူမျိုးတွေရဲ့နောက်ဘဝယုံကြည်ချက်ကပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ် တက်ရှိတိုင်းကစက်ကြောရာနဲ့ဆက်နွယ်နေတယ်လို့သူတို့ကယုံကြည်ထားတာပါ။နောက်ပြီးဘွာကူးတဲ့အခါဝိညာဉ်တိုင်းကဒူအန်လို့ခေါ်တဲ့အောက်ပုံကိုရောက်သွားရတယ်လို့ဆိုပါတယ်။အဲဒီကနေကမှကောင်းငင်ပုံကိုတက်တဲ့သူ၊မြေကြီးပုံကိုသွားမဲ့သူအောက်ပုံမှာကြံနေခဲ့ရမယ်သူဆိုပြီးစသဖြင့်ခွဲကြခဲ့ကြတာပါ။အဲဒါကြောင့်အောက်ပုံမှာဆိုရင်နတ်ဖျားတွေ၊ဘလူးတွေ၊လူသားတွေ၊ငဲသားတွေပြင်တကားပေါက်များစွာနဲ့ပြည်နေတယ်လို့လည်းဆိုပါတယ်။လူသားတွေအနေနဲ့အကြောင်းရှိမှသာဒီနေရာကိုခေါ်ဆောင်ခံရမှာဖြစ်ပေမဲ့နတ်ဖျားတွေကတော့အချိန်မီဝင်ရောက်သွားနိုင်တယ်လို့လည်းဖော်ညွှန်းထားတာပါ။ ဆူမာရီယန်တွေရဲ့ယုံကြည်မှုကအရှေ့တိုင်းနဲ့လည်းဆင်တူနေပါတယ်။ဒါပေမဲ့နှစ်ပြားတွေကတော့ကွဲပြားနေကြတာပါ။တကယ်တော့ဆူမာရီယန်တွေကစာရေးသားပြီးမှတ်တမ်းတင်ခဲ့ကြတဲ့ပထမမျိုးဆက်လူအဖွဲ့အစည်းတွေထဲမှာပါဝင်ကြပါတယ်။နောက်ပြီးသူတို့ရဲ့အင်နနာနှစ်ပြားမရဲ့အောက်ပုံတို့ဆင်းသက်ခြင်းဇလန်းကလည်းထင်ရှားခဲ့ပါတာပါ။အိန္ဒိယကျန်းစာတွေအထူးသဖြင့်ဟိန္ဒူရိုးရာယုံကြည်မှုတွေမှာလည်းစကြဝဠာအကြောင်းအသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုကိုတွေးကြရပါတယ်။အကြမ်းပြင်းကတော့ရှေ့ကပြောထားတဲ့လူပုံ၊နတ်ပုံ၊ငရဲပုံပါပဲ။ ဇာယာကိုကောင်းကင်ဘုံလို့ရည်ညွှန်းတယ်လို့ဘလုကားကတော့ကပဘုံပါတလာကတော့အောက်ဘုံလို့ရည်ညွှန်းခဲ့ကြတာပါဒါပေမဲ့ကျန်းစာလိုက်ဝိဝါဒကွဲပြားနေတာလည်းရှိပါသေးတယ်ကျန်းစာတချို့မှာအချက်ဘုံ9ခုအောက်ဘုံ9ခုစုစုပေါင်း14ဘုံရှိတယ်လို့လည်းဖော်ပြခဲ့ကြတာပါထူးခြားချက်အနေနဲ့စကြဝဠာအလယ်မှာမြင်းမုံတောင်ကြီးရှိသေးတယ်လို့လည်းဆိုကြပါရင်ဗုဒ္ဓဘာသာယုံကြည်ခြင်းနဲ့ဆင်တူတယ်ဆိုပေမဲ့အသေးစိတ်တွေကတော့နည်းနည်းလေးကွဲပြားနေခဲ့ကြတာပါကျန်တဲ့ယုံကြည်မှုတွေကတော့တိတ်ပြောစရာမရှိပါဘူး ဘောင်သီးသီးမှာကိုပိုင်တက်တန်းနဲ့ကိုပိုင်အစွမ်းရှိကြပါရင်နောက်ပြီးအချိုးချောင်းတိုက်ဆိုင်တဲ့အခါဘောင်အချင်းချင်းကိုလူဆက်သွယ်ခဲ့ကြတဲ့ဖော်ပြချက်တွေလည်းရှိနေကြတာပါရှေးခေမာယာလူမျိုးတွေလည်းအလားတူပါပဲသူတို့ဟာရုပ်ဝတ္ထုလောကရဲ့အထက်နဲ့အောက်မှာအလွှာပေါင်းများစွာထက်ဆင့်တည်ရှိတယ်လို့ယုံကြည်ခဲ့ကြပါရင်ကောင်းကင်ဘုံ73လွှာနဲ့အောက်ဘုံ9လွှာဟာကမ္ဘာသစ်ပင်လို့ခေါ်တဲ့အရာတစ်ခုနဲ့ချိတ်ဆက်ထားတယ်လို့ဆိုပါရင်လူသားကမ္ဘာဟာဒီအလွှာရင်းအလယ်မှာတည်ရှိပြီးအရာအလုံးဟာချိတ်ဆက်နေတယ်လို့သူတို့ကယုံကြည်ခဲ့ကြတာပါ ခေါင်းငင်ဘုံဟာတိန်နေရဲ့အထက်မှာနေမဟုတ်တလို့အောက်ဘုံဟာလည်းမြေအောက်မှာနေမဟုတ်ပါဘူး။ဒါရီဟာတေးချနေပေတယ်ဖြစ်ပြီးတခုစီမှာမတူညီတဲ့နေပြားတွေကအုပ်ဆိုးကဝိညာဉ်တွေပြည့်နှံ့နေတယ်လို့ဆိုပါရင်မာယာလူမျိုးတွေရဲ့ထူးခြားချက်ကတော့သူတို့ရဲ့နေစဉ်ဘဝနဲ့ဒီယုံကြည်မှုတွေကိုဘယ်လိုချိတ်ဆက်ထားလဲဆိုတာပါပဲ။သူတို့ရဲ့ဖျားเจ้าနေတဲ့ပရမစ်တွေကိုဆက်ကြဝရာရဲ့ဒီဆောက်ပုံကိုထင်ဟန့်စေဖို့အတွက်ဒီဆောက်ထားတာပါ။ချီချန်နီတာမှာရှိတဲ့လေကတိပရမစ်လိုအဆောက်အအုံဟာကောင်းကင်ဘုံမြေကြီးဘုံနဲ့အောက်ဘုံတွေထက်ဆင့်တည်ရှိနေပုံကိုပြသထားတဲ့ ဆက်ကြရာရဲ့မြေပုံတစ်ခုလိုပါပဲသူတို့ကစားတဲ့ဘောလုံးကစားနည်းဟာလည်းဒီယုံကြည်မှုနဲ့ဆက်ဆက်နေတာပါဇလန်တချို့မှာဒီကစားနည်းဟာဘဝနဲ့တည်ခြင်းကြောင့်ဒါမှမဟုတ်ဒီကဘာနဲ့နောက်ကဘာကြားကရုန်းကန်မှုကိုကိုးစားပြုတယ်လို့ဆိုပါတယ်ရောဂါတလေးတွေပူဆော်မှုတွေနဲ့ခန္ဓာတွေဟာလည်းဒီပုံတွေကိုဟန်ချက်ညီအောင်ထိမ့်သိမ့်မှုအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ရှေးခေတ်ဂရိဒဏ္ဍာရီအကြောင်းပြောချင်ပါတယ်ကျွန်တော်တို့အများစုဟာနေပြားတွေသူရဲကောင်းတွေနဲ့မတူညီတဲ့ပုံတွေချားမှသွာလာနေတဲ့သတ္တဝါတွေအကြောင်းဇလန်းတွေကိုဖက်ဖူးချားဖို့ကြပါရင် တေလွန်သူတွေသွားရောက်တဲ့ဟေဒီအုပ်ဆိုးတဲ့အောက်ပေါ်ဟာတေးချာနေပဲတခုဖြစ်ပြီးတခါလေမှာအသက်ရှင်နေသူတွေလည်းဝင်ရောက်နိုင်တယ်လို့ယူဆခဲ့ကြတာပါတာရကအနေနဲ့ဟာဂျူလီလိုသူရဲကောင်းတွေဟာအောက်ပေါ်ကိုသွားရောက်ပြီးပြန်လာခဲ့ကြဘူးပါရင်နောက်ပြီးနဗျားရီဆမ်မြန်းနဲ့အိုလံပစ်တောင်မှာတည်ရှိတဲ့အိုလံပီယံဘုံကလည်းရှိပါရင်ဒါပြင်အိမ်မက်ကဘာဆိုတာရှိတယ်လို့တေးပြီးနောက်ဖြောင်းမတဲ့ဝိညာဉ်တွေသွားရောက်တဲ့အဲလီစီယန်လွင်ပြင်လိုနေရာတွေလည်းယုံကြည်ခဲ့ကြပါရင်ဒါရီအားလုံးဟာပုံဆောင် အတိတ်ပဲတသက်မဟုတ်ပဲအမေရိကန်တီရှိခဲ့တဲ့နေရာတွေလို့ဂရိလူမျိုးတွေကယူဆခဲ့ကြတာပါနောက်တန်တားကြီးမှာတော့စကြာဝဠာကိုဘုံ၉ခုအဖြစ်ခွဲခြားထားပါတယ်ဒီဘုံတွေကိုအဲဒရာစီလို့ခေါ်တဲ့ကမ္ဘာသစ်ပင်ကြီးကချိတ်ဆက်ထားပြီးဘုံတစ်ခုစီမှာကိုပိုင်ထုံးကြတဲ့လက္ခဏာတွေဒရဝါရီနဲ့နတ်ဖျားတွေရှိပါတယ်နတ်ဖျားတွေရဲ့ဘုံဖြစ်တဲ့အက်စကတ်လူသားကမ္ဘာဖြစ်တဲ့မစ်ကတ်တဘာဝမျိုးပွားချင်းနဲ့တာယာဝါပြောချင်းရဲ့နတ်ဖျားတွေဖြစ်တဲ့ဗန်နီယာအပြင်နတ်ဖျားတွေရဲ့ကမ္ဘာဖြစ်တဲ့ဗန်ဟိန်းဆိုပြီးရှိပါတယ်ပြီးတော့အေးဆက်တဲ့အောက်ဘုံဖြစ်တဲ့ နက်ဖန်ခင်းဆိုတာကလည်းရှိနေတာပါ။ဘာကြောင့်လဲဆိုတော့ယဉ်ကျေးမှုအတိုင်းမှာသူတို့ကိုယ်ပိုင်စိုးရိမ်အောက်ပုံတစ်ခုတော့လိုအပ်တာကို ordinary တခြားနယ်ပြားတွေကအကြောင်းမျိုးမျိုးကြောင့်မတူညီတဲ့ပုံတွေကိုဖျက်ဆန်းသွားလာတဲ့ဇလန်းတွေလည်းအများပြားရှိပါတယ်။ဘောအများပြားတည်ရှိတယ်ဆိုတဲ့အယူဆဟာနောက်လူမျိုးတွေရဲ့အခြေခံယုံကြည်မှုတစ်ခုဆိုရင်လည်းမမှားလာပါဘူး။ဒီပုံတွေကအမှန်တကယ်တည်ရှိပြီးအထူးသဖြင့်နယ်ပြားတွေနဲ့သူရဲကောင်းတွေမှသာဒီပုံတွေချားမှဖျက်ဆန်းသွားလာနိုင်တယ်လို့ယုံကြည်ခဲ့ကြတာပါ။နောက်ပြီးနောက်လူမျိုးတွေမှာကဘာပြတ်မဲ့အကြောင်းအရာဖြစ်တဲ့ Ragnarok ရှေးဖြစ်ဟောနမိတ်ကြီးလည်းရှိနေကြတာပါအဲ့ဒါကတော့ချိန်ကြရင်ဘုံအလုံးပြည့်စီပြီးပြန်လည်မွေးဖွားလာမယ်တဲ့ယုံကြည်ချက်ပါပဲရှေးခေတ်တရုတ်အတွေးခေါ်ပညာဟာလှပောင်းများစွာတည်ရှိမှုအစဉ်အဆက်ပေါ်မှာအယူအဆအပေါ်မှာတည်ဆောက်ထားတာပါဥပမာအားဖြင့်တာအိုဝါရမှာရဝတ္ထုလောကဝိညာဉ်လောကနဲ့တခြားပုံတွေကြားမှာဟန်ချက်ညီမျှမှုရှိရဆိုပြီးတော့ယုံကြည်ခဲ့ကြပါတယ်ဒါရီယာနတ်ဖျားတွေမတင်နိုင်သူတွေနဲ့ဝိညာဉ်တွေနေထိုင်ပြီးလူသားတွေနဲ့အပြန်အလှန်ဆက်ဆံတဲ့နေရာတွေလည်းဖြစ်ပါတယ်အဓိကယူဆတစ်ခုကတော့ဘုံအလုံးချာမှာစီးတည်နေတဲ့ ချီတက်တနည်းအားဖြင့်အသက်ဆွမ်းရင်ပဲဖြစ်ပါရင်တရုတ်ပြည်ရဲ့ဘာသာရေးယုံကြည်ချက်မှလည်းမတူညီတဲ့တည်ရှိမှုအစင်းစင်းနဲ့အပြိုင်လောကဆိုတဲ့အယူအဆရှိနေတာပါ။ကွဲပြားတဲ့ပုံတွေဟာအလှော်လိုက်ထက်ဆင့်တည်ရှိနေပြီးဘယ်လိုဆက်သွယ်ရမလဲဆိုတာသိရင်အသက်ရှင်နေသူကိုလွှမ်းမိုးနိုင်တယ်လို့ယုံကြည်ခဲ့ကြပြီးအခုထိလည်းယုံကြည်နေကြဆဲပါပဲ။ဒါမျိုးအယူအဆကိုတရုတ်ကားတွေမှလည်းတွေ့ရတက်လို့အစိမ့်တက်တက်ဖြစ်မယ်လို့တော့မထင်မိပါဘူး။ကော်ဝါကတက်တန်းအရင်ဆုံးသောယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ Australia Aborigine လူမျိုးတွေအတွက်တော့အိမ်မက်ချင်ဟာ ဘာဘလို့ဖြစ်ပေါ်လာလဲနဲ့ဘလို့လဲပတ်နေလဲဆိုတာအခြေခံအုံမြင်ပါပဲအဲ့ဒါကမြေရောင်တရိတ်ဆန်အနေနဲ့လူမှုရေးစီးမင်းတွေဘလို့ဖြစ်ပေါ်လာလဲဆိုတာကိုရှင်းပြတဲ့ပေါင်းတစ်ခုလည်းဖြစ်နေကြတာပါသူတို့ရဲ့ယုံကြည်မှုမှာတော့အရာအလုံးကိုဖန်တီးခဲ့တဲ့ဘိုးဘွားပြည်ပြည်တွေဟာတမန်လူသားတွေမဟုတ်ပါဘူးသူတို့ဟာမြေပေါ်မှာလှည့်လည်သွားလာပြီးပုံဖော်ခဲ့တဲ့အင်အားကြီးမားတဲ့တရဝါတွေဖြစ်ပါရင်သူတို့ရဲ့ခီးသွားလမ်းကြောင်းတွေကိုတချင်းလမ်းကြောင်းများလို့ခေါ်ပြီးဒီနေ့အထိဇလန်းတွေရွတ်ဆိုမှုတွေနဲ့အခမ်းအနားတွေကနေတဆင့်လိုက်နာနေကြဆဲပါပဲ။ ဒေသချင်းလမ်းကြောင်းတွေဟာခီးတစ်ခုကိုဖော်ပြရုံနဲ့မဟုတ်ပါဘူးအဲ့ဒီခီးစဉ်ကိုတဲဆောင်ထားတယ်လို့ယုံကြည်ကြပါတယ်ဇလန်းတွေကိုတင်းတော်တဲ့နေရာနဲ့တင်းတော်တဲ့အချိန်မှာပြုလုပ်ခြင်းအပြင်လူသားတွေဟာအတိတ်နဲ့ပြည်စုံပံဟာထက်တူကြနေတယ်လို့မျိုးအဲ့ဒီမူလစွမ်းအားနဲ့ပြန်လည်ချိတ်ဆက်နိုင်တယ်လို့လည်းဆိုထားတာပါအင်္ဂါလူမျိုးတွေကတော့အမှန်တရားကိုအဓိကအလွှာသုံးခုအဖြစ်ခွဲခြားမြင်ခဲ့ကြပါရင်အထက်ကဘာဖြစ်တဲ့ဟန်နန်ပချောင်းလူသားကဘာဖြစ်တဲ့ကေပချာနဲ့အတွင်းကဘာသို့မဟုတ်အောက်ကဘာဖြစ်တဲ့ဥကူပချာတို့ပဲဖြစ်ပါရင် သူတို့ကြတော့လှိုင်ကူတွေစမ်းရင်တွေနေနဲ့တောင်ထိပ်တွေကိုအပြိုင်လောကရဲ့ဝင်ပေါက်တွေဖြစ်ယုံကြည်ခဲ့ကြတာပါ။ဥပမာအားဖြင့်လှိုင်ကူတစ်ခုဟာအူကူပချာစီသွားတဲ့တကားတစ်ခုဖြစ်နိုင်တယ်လို့တောင်ထိပ်တစ်ခုကလည်းဟန်နန်ပချာကိုဆက်သွယ်နိုင်တယ်လို့ဆိုကြပါရင်သူတို့ဟာဒီကဘာတွေဘလို့ဆက်ဆက်နေတာကိုလည်းကိုစားပြဖို့အတွက်ချက်ကနာသို့မဟုတ်အန်နီယလဝါကနိုင်ကိုအသုံးပြုခဲ့ကြပြီးဒါဟာတနည်းအားဖြင့်မြေပုံတစ်ခုလို့ပါပဲ။သူရဲ့ပုံစံဟာဘီသူကလည်းရရင်အထယ်လေးတွေနဲ့မြို့အပြင်အစင်တွေပေါ်မှာပေါ်လင်နေပါရင်နောက်ပြီးဒီပစ္စည်းက ဖျားเจ้าတွေကိုဘယ်လိုတိဆောက်ရမလဲနေဝင်ချိန်နဲ့လားထွက်ချိန်တွေကိုဘယ်လိုမှတ်ထားရမလဲအရေးကြီးတဲ့ရိုးရာဒလေးတွေကိုဘယ်မှာလုံဆောင်ရမလဲဆိုတာတွေကိုလမ်းညွှန်ပေးပါရင်ဒီပုံတွေချားမှာရွေလျားသွားလာနိုင်တယ်လို့ယုံကြည်ရတဲ့အသက်ရှင်နေသူတူလည်းရှိပါရင်အဲ့ဒါကတော့အင်ကာပြင်ပါပဲနောက်ပြီးလေယာဆိုင်ပြိုးရေးဆိုင်ရာရိုးရာဒလေးတွေတောင်ဒီယုံကြည်မှုတွေနဲ့ဆက်ဆက်နေပါရင်မြေကြီးထဲမှာမြုံနံထားတဲ့အစစ်အစံတွေဟာပြန်လည်ထွက်ပေါ်မလာခင်အိုကိုပချာကိုဖျက်ဆီးသွားတယ်လို့ယုံကြည်ခဲ့ကြတာပါပဲဒါကြောင့်ဒီယုံကြည်မှုတွေဟာအင်မတန်နဲ့ရှိုင်းစွာဆွဲမြဲနေတယ်လို့ပြောနိုင်ပါရင် ကယ်လူမျိုးတွေအတွက်ကတော့တခြားလောကဟာနတ်ဘုရားတွေဝိညာဉ်တွေနဲ့သေလွန်သူတွေတည်ရှိတဲ့ဘုံတစ်ခုဖြစ်ပါရင်နောက်ပြီးအဲ့ဒီဘုံကကျွန်တော်တို့ရဲ့ကမ္ဘာနဲ့အပြိုင်အတူရှိနေတဲ့နေရာတစ်ခုလို့လည်းမြင်ခဲ့ကြပါရင်ကယ်လူမျိုးတွေကအခြားလောကမှာသူတို့ရဲ့ကိုယ်ပိုင်စီးမြင်နေရှုခင်းနေတဲ့သတ္တဝါတွေရှိတယ်လို့ယုံကြည်ခဲ့ကြပါရင်ကမ္ဘာမှာရှိတဲ့နိုင်ငံတွေရေကန်တွေနဲ့သင်္ချိုင်းဘုံတွေလို့တခြားနေရာတွေကိုလည်းအသက်ရှင်နေသူတွေကဒီဘုံတွေကိုဝင်ရောက်နိုင်တဲ့တကားပေါက်တွေအဖြစ်ယုံကြည်ခဲ့ကြပါရင်ဟောလိုဝေးအစောပိုင်းရင်ကျင်းမှုဖြစ်တဲ့ ဆမ်ဟိန်းလိုအထူးအခြေအနေမှာဆိုရင်ကမ္ဘာတစ်ခုကြားကနေနိမိတ်ဟာအပွားလွန်အဆုံးဖြစ်ပြီးဝိညာဉ်နဲ့အလွင်ထွက်ပုံမလွယ်ကူတဲ့အခိုက်အတန့်ဖြင့်မြင်ခဲ့ကြပါရင်ဝိညာဉ်ရေးခေါင်းဆောင်တွေဖြစ်တဲ့ဒရူးဝစ်တီဟာရိုးရာလေးလေးနဲ့တတိလေးမေမျောတဲ့အခြေအနေကနေတဆင်တခြားလောကကိုခီးသွားနိုင်တယ်လို့ယူဆခဲ့ကြပါရင်ဇလန်ချုပ်မှာဆိုရင်စစ်တီတွေအပေါင်းဝင်လူတွေဟာတခြားလောကတွေကိုဝင်ရောက်ပြီးသူတို့ရဲ့ဘဝဇလန်တစ်ခုလုံးကိုအဲ့ဒီမှာဖျက်ဆီးကအချိန်မကုန်ဆုံးခဲ့တဲ့လိုမျိုးပြန်လာနိုင်တယ်ဆိုတော့အဖြစ်ပြက်တွေလည်းရှိနေတာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကောင်းချုပ်လိုက်ရပါရင် အစောင်းနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။